လူမိုင်းလောကသားမကအစိုးရအတိုင်းဝန်းနဲ့ပါယင်းဒီဒီအထူးသဖြင့်ပလေးမင်းကြီးမစ္စတာရှက်တဲဝန်နဲ့ယင်းဒီမှုရှိသဖြင့်လူမိုင်းလောကဟာသူ့ကိုပြန်လည်မိခိုလာရပါတယ်မက်ဆီကန်လူမိုင်းလောကကိုမဝင်ခင်ကမကြီးသေးခိုင်းခေါ်မရှိသေးခိုင်းကလားလူမိုင်းခိုင်းမှာရန်ကုန်အရှိပိုင်းတစ်ခွမှာဖုန်းတကူထွန်းတောက်ခဲ့ပါတယ်မကြာမီတောမစင်လန်းကရထလုံးတရေမမ်မဆာရဲ့ မမ်စာဂိုင်းဟာလေအရှိပိုင်းမှာအင်အားကြီးလာပြီးရန်ကုန်မြို့မှာမကြီးသေးကြီးနဲ့မမ်စာဂိုင်းတို့စစ်ပွဲကြီးပေါ်ပေါက်လာခဲ့ပါတယ်။ထိုစစ်ပွဲမှာမက်စီကန်ကသူနဲ့ဘာသာလူမမ်စာဂိုင်းဘက်ကပါဝင်ကူညီပါတယ်။ငွေအားလူအားတွေမကပဲပလိုက်ဖွဲ့ကိုပါခပိုက်ဆောင်နဲ့ထင်ထားတော့မက်စီခန့်ရဲ့အခန်းကဏ္ဍကမမ်စာဂိုင်းတွေအလွန်ရေးပါခဲ့ပါလေရန်ကုန်မြို့အရှိပိုင်းမှာသွေးချောင်းစီးခဲ့တဲ့ဂိုင်းတကိုင်းရဲ့တိုက်ပွဲများပြီးမှဖိနူဂိုင်းဖြစ်သောမကြီးကြီးကအေးနေပြီးပျောက်ကွယ်သွားခဲ့ရပါလေ ထိုအချိန်ကစပြီးမက်စတီခန့်ဟာရန်ကုန်မြို့ရဲ့ဩဇာအကြီးမားဆုံးလူမိုက်ကောင်းဆောင်တတိယဖြစ်လာခဲ့ပါတယ်။အင်္ဂလိပ်တို့ရဲ့စစ်ကဲဖြစ်ခဲ့မှုပြီးအင်္ဂလိပ်တို့ကိုယ်တိုင်နာမည်မဲ့ခေါ်ခဲ့သဖြင့် Steam Mountain လေးလမ်းဒီလေမက်စီကန်နေထိုင်ရာလမ်းတစ်ဖြစ်မက်စတီလမ်းလို့ခေါ်ရတဲ့အထိအချိန်ဝါတောက်ပလာပါတယ်။ရွှေစင်များချထားတဲ့အုတ်ထုပ်ကိုဆောင်းရက်ခန်းနာစွာဝတ်ဆင်ပြီးဆင်းလာတော့ဂိုင်းစာတီမက်စတီခန့်ဟာဒေါက်တာချန်ရာဆင်းရဲ့စီကန်လေးကိုဝင်လာပါတယ်။ စီကံတွင်မှာသူ့ရဲ့အာကိုရာဆုံးလက်ယုံတစ်ပယ်ဖြစ်သူမမွတ်ချိနေပါလေ။ယနေ့မနေ့ဝီလီဝီရင်းချိန်မှာမယငယ်အင်ကထပြန်လာတဲ့လူမိုက်မောင်မုတ်ကိုဒါလဟိုစီလန်းနဲ့ပန်းစူရန်လန်းတော်မှာလူငယ်အုပ်ကတန်ကောင်းမူလီတဲ့ဒုံများနဲ့ဝိုင်းရိုက်ကြပါလေ။ပန်းစူရန်နဲ့မကိုလန်းနဲ့နေမီတျောက်မှာအပိုင်စားတော်မူပြီးလူမိုက်အချင်းချင်းပင်ကြောက်ရွံ့ရတဲ့မောင်မုတ်ဟာသွေးတန်တရေရဲနဲ့မြောင်းထဲမှာကျန်ရစ်ခဲ့ပါလေ။ မနေ့ကအစောထွက်လာသောဒရထားမှဆင်လာသူတို့ကမြင်သဖြင့်မာမော့တွေးထွက်လို့ရမသိခြင်းဖြစ်ပါလေထိုကိစ္စကိုဆေးဟုပို့မယ်ဆိုတော့လေမက်ဆီခန့်ရဲ့အမိန့်ကြောင့်ဒေါက်တာချန်ဒရာဆင်းဆေးကမှသာတင်ထားခဲ့ရပါလေပလေးဘက်ကလည်းမက်ဆီခန့်ရဲ့လူကိစ္စဖြစ်နေသဖြင့်စကားတစ်ခုမှမဟာရေဒေါက်တာချန်ဒရာဆင်းရဲ့ဆေးကတစ်ခုလုံးကိုမာမော့ရဲ့လူတွေကလုံလုံရေးအပြည့်ယူထားကြပါလေမာမော့ကဂရင်ပေါ်မှာလဲလျောင်းနေရဲ့ခေါင်းမှာလည်းပက်တီးဖွေးသားညာဘက်မျက်လုံးကပိတ်နေပါလေအပေါ်နှခမ်းကဖူးယောင်နေပါလေ မက်ဆီကန်ဝင်လာတဲ့အခါမာမွရဲ့ဇနီးနဲ့သားတို့အပြင်ကိုထွက်ပြေးကြပါတယ်။မက်ဆီကန်ကမာမွရဲ့ဂရင်ဘေးကခုံလွတ်မှာဝင်ထိုင်လိုက်ပါတယ်။မာမွကလှဲနေရကနေထပြီးဆလံဘေးရန်ကျူးသွားပါတယ်။မာလီကွန်ဆလံမာမွတ်။အိုးတော်တော်ဆူဆူရွရွဖြစ်သွားတာပဲ။မာမွကခေါင်းငိန်ပြလိုက်ပါတယ်။မင်းကိုဘယ်သူလှုပ်သွားတာလဲ။ငါအလာနဲ့တိုင်တယ်ပြီးချိန်တယ်။အဲ့ဒီကောင်ကိုငါတို့ဂလဲသားမရရအောင်ပြန်ချိန်မယ်။မင်းကိုဘယ်ကောင်လှုပ်သွားတာလဲ။ မက်စတီခန့်ရဲ့အတန်ကကျေလောင်သွားသဖြင့်အခန်းရမာထိုင်နေသောသူများပင်တုံ့တက်သွားပါလေလမ်းမတော်သားကွလို့ပြောတော့ပါလေဘာလမ်းမတော်သားဟလာမက်စတီခန့်ကသူ့ရဲ့ရွှေအုတ်ထုပ်ကြီးကိုချက်ခါပေါင်ပေါ်မှာတင်လိုက်ပါလေအုတ်ထုပ်ချက်လိုက်တဲ့အခါခေါင်းကချွေးများနှစ်ပေါင်းများစွာဝုတ်ပြူထားသဖြင့်အသမာတက်နေသောနှစ်ဖူးညူညူပေါ်သို့စီးကြလာပါလေ